NUG ထုတ်ပေးတဲ့ဘွဲလက်မှတ်ကို notary ပြန်ရမှာပါဝင်သူ9ဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။တရုတ်အထူးကိုယ်စားလှယ်နဲ့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးတို့မနေ့ကတွေ့ဆုံခဲ့ကြပါတယ်။ Time ပင်လယ်ကွေ့မှာနစ်မြုပ်သွားတဲ့ငါးဖမ်းလေပေါ်ကမြန်မာရေလုံသားတွေအပါအဝင်5ဦးကိုထိုင်းရေတပ်ကကယ်တင်ခဲ့ပါတယ်။ဒီအကြောင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကိုဒီနေ့မနက်ခင်းသတင်းအစီအစဉ်မှာထုတ်လွှင့်သွားမှာပါရှင်။ ရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းဟာစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေကိုနေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနမှမတ်လ10ရက်နေ့ကလာရောက်တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံပွဲမှာမြန်မာတရုတ်နယ်စပ်ဒေသတလျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပိုပြီးမြင့်တင်နိုင်ဖို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးအပါအဝင်ပြည်တွင်းငြိမ်းချမ်းရေးအမျိုးသားပြည်လဲတင့်မြက်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။ ။ဒါပြင်နေဆက်ဒေတာမှရှိနေတဲ့ online လောင်းကစားနဲ့လိမ်လည်မှုကွန်ရက်တွေကိုပူပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါရယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကတော့စစ်ကောင်စီနိုင်ငံသားရေးဝင်ကြီးနဲ့တွေ့ဆုံခဲ့တဲ့အခြေအနေကိုထုတ်ပြန်တာမရှိသေးပါဘူး။တရုတ်အစိုးရအထွေထွေဆလဲမစ္စတာတိန့်ရှီကျွန်းဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားကတိုက်ပွဲတွေရပ်တန့်ဖို့အတွက်ညှိနှိုင်းဆောင်ရွက်ပေးနေသူဖြစ်ပါရယ်။ တရုတ်နိုင်ငံကူမင်းမြို့မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နဲ့18ရက်နေ့ကကျင်းပတဲ့စစ်ကောင်စီနဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA တို့ရဲ့ဆွေးနွေးပွဲကိုလည်း Mr. တိတ်ရှိကျွန်းတက်ရောက်ခဲ့ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကထုတ်ပေးတဲ့ဘွဲလက်မှတ်ကိုမြန်မာဘာသာကနေအင်္ဂလိပ်ဘာသာကို notary ပြန်ရမှာပါဝင်ခဲ့သူ9ဦးကိုဖမ်းဆီးအရေးယူထားကြောင်းစစ်ကောင်စီကမတ်လ10ရက်နေ့မှာထုတ်ပြန်ပါတယ် အန်ယူဂျီကထုတ်ပေးထားတဲ့ဘွဲလက်မှတ်ကို notary ပြန်ရမှာပါဝင်ပတ်သက်ခဲ့တဲ့ရှင်းနေတဦးနဲ့ဝန်ဆောင်မှုပေးသူ၃ဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာပါအလားတူပဲ NUG ထုတ်ပေးတဲ့လက်မှတ်ကို notary ပြန်ဆိုထားတဲ့စာရွက်မှာလက်မှတ်ထိုးပေးခဲ့တဲ့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဌာန notary ဌာနစိတ်ရန်ကုန်ကဒုတိယညွှန်ကြားရေးမှူးနဲ့လက်မှတ်ထိုးရမှာပါဝင်ပတ်သက်ခဲ့တဲ့ ရုံးအုပ်၂ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါတယ် ။ NUG ထုတ်ပေးတဲ့လက်မှတ်ကို Nutri ပြန်ဆိုရမှာပါဝင်ပတ်သက်ခဲ့သူတွေကိုထိထိရောက်ရောက်အေးအေးယူသွားမယ်လို့လည်းစစ်ကောင်စီကပြောထားပါဗျရှင်။ Time ပင်လယ်ဝေးမှာသင်္ဘောတစ်စင်းနဲ့တိုက်မိပြီးတော့နစ်မြုပ်သွားတဲ့ငါးဖမ်းလှေပေါ်ကမြန်မာရေလုံသားတွေအပါအဝင်ရေလုံသား၉ဦးကို ထိုင်းရေတပ်ကကယ်တင်ခဲ့ကြောင်းဘန်ကောက်အခြေစိုက် The Tiger သတင်းမှာဖော်ပြပါဗျ။နစ်မြုပ်သွားတဲ့ငါးဖမ်းလေဟာမတ်လ၈ရက်နေ့ကကမ်ဘောဒီးယားနိုင်ငံကိုဥတီထွက်ခွာလာတာလို့ဆိုပါရတယ် အဲ့နောက်မှာထိုင်းတောင်ပိုင်းစွန်ကလနခွန်စီသမရက်ကန်ယူရန်ကနေရေမိုင်80နီးပါးအရောက်မတ်လ9ရက်နေ့မနက်2နာရီဝန်းကျင်မှာမတော်တဆဝင်တိုက်ခံခဲ့ရတာပါနစ်မြုပ်နေတဲ့ဆက်လေကိုထိုင်းရေတပ်နဲ့ဒေသဆိုင်ရာအာဏာပိုင်တွေပူးပေါင်းရှာဖွေခဲ့ကြပြီးမနက်10နာရီဝန်းကျင်မှာကယ်တင်နိုင်ခဲ့ကြောင်းသတင်းမှာဖော်ပြပါဗျ။လက်ရှိမှာတော့ရေလုတ်သား9ဦးကိုရဟတ်ရင်နဲ့ခေါ်ဆောင်ခဲ့ပြီးစွန်ကလခရိုင်တဲကရေတပ်ကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီဆက်လေးပေါ်မှာထိုင်းကမ္ဘောဒီးယားနဲ့မြန်မာရေလုံသားစုစုပေါင်း9ဦးလိုက်ပါလာကြတာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံတဲကိုဝင်ရောက်ဖို့အတွက်နိုင်ငံသားတွေကမီဇိုရန်ပြည်နယ်ကိုဂျားကန်လမ်းကြောင်းအဖြစ်အသုံးပြုနေကြကြောင်းမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာဒူဟိုမာကပြောလိုက်ပါတယ်။မီဇိုရန်လွတ်တော်အစည်းအဝေးအမေးအဖြေကဏ္ဍမှာဝန်ကြီးကပြောခဲ့တာဖြစ်ကြောင်းဒေသအခြေစိုက် North East Life သတင်းမှာမတ်လ10ရက်နေ့ကဖော်ပြပါဗျာ။ 2024ခုနှစ်ဇွန်လကနေဒီဇင်ဘာလအထိ6လအတွင်းမှာမီဇိုရန်ပြည်နယ်တွေကိုနိုင်ငံသား2000ကျော်ဝင်ရောက်လာခဲ့ကြောင်းဝန်ကြီးချုပ်ကပြောပါရယ်။နိုင်ငံသားဝင်ရောက်မှုများပြားခဲ့ပေမဲ့မီဇိုရန်ပြည်နယ်တွေကိုလာရောက်တဲ့နိုင်ငံသားခီးသွားဥယေနေပါခဲ့တယ်လို့လည်းထောက်ပြပါရယ်။အိန္ဒိယမြန်မာနယ်စပ်လွတ်လပ်စွာသွားလာခွင့်ဟာနှစ်နိုင်ငံကဒေသခံတွေအတွက်အကျိုးရှိတာမှန်ပေမဲ့တစ်ဖက်မှာလည်းလက်နက်နဲ့မွေးရည်စေဝါမှောင်ခိုကူးတာတွေမြင့်တက်လာနိုင်တယ်လို့သတိပေးပါရယ်။ ဒီအခြေအနေတွေဟာနိုင်ငံလုံးချုပ်ရေးအတွက်စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ဝင်ကြီးချုပ်ကပြောဆိုခဲ့ကြောင်းသတင်းမှဖော်ပြပါဗျ။ဒါကြောင့်ဗဟိုအစိုးရအနေနဲ့နေဆက်တလျှောက်နိုင်ငံသားသားဝင်ရောက်မှုကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်ဖို့အတွက်ကန့်သက်နေမြေတဲ့နိုင်ငံသားသားတွေဝင်ရောက်ခွင့်နဲ့ပတ်သက်တဲ့အမိန့်ကိုပြန်လည်ထုတ်ပြန်ဖို့ဝင်ကြီးချုပ်ကတိုက်တွန်းထားပါဗျ။မြန်မာနဲ့အိန္ဒိယနယ်စပ်မှာ Free Movement Regime FMR လို့ခေါ်တဲ့လွတ်လပ်စွာကူးသန်းသွားလာခွင့်ကိုဖျက်သိမ်းဖို့အိန္ဒိယဘက်ကကြေညာခဲ့ပေမဲ့ ကန့်ကွက်မှုတွေကြောင့်ဗဟုအစိုးရက စနစ်ကိုပြင်ဆင်ပြီးတော့ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်ရှင်။ဒီနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ပြခဲ့တာပါရှင်။ RFA ရဲ့အစီအစဉ်တွေကို RFA Burmese ရဲ့ Facebook, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမဇူလိုင်မျိုးပါရှင်။